ဲ့ဆင်းရဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အလေထိုင်နည်းအဆက်ကိုပြန်လည်ပြောပြသမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီ3438669 6396ရှောက်ရှောက်နေရှောက်ရှောက်က9ရှောက်နေဗောနော်ပြီးရင်3438689 9009ရာနေစာပြီးတော့ဒါရှောက်ဗောနော်အဲ့ဒီမှာတော့ကျွန်တော်က900ကနေစာပြီးတော့ပြပေးထားတာဖြစ်ပါတယ်ဒီကုတုံညာနိခွန်ပါဆိုရင်တုံညာဒီအလဲထိုင်ခွန်တုံညာတုံညာစပီဖြစ်ပါတယ်ခင်ဗျာ ပြီးရင်ဒီကိုတော်များနှစ်ခွန်ပါလေခုနှစ်အလေထိုင်း300ကိုအလေထိုင်း16လေ6 5လျှောက်တော့ရှစ်ဒီလျှောက်ရှစ်ခွန်နှစ်ဒီနှစ်နှစ်ခွန်ရှစ်ဒီ3ရှိရှိတုံညာက3တုံများကို5ဒီ3 5နှစ်3 9နှစ်နှစ်လေ6 3နှစ်လေ8 5နှစ်8 5 3 5 6 6လေး6 9 8ပေါ့နော်ပြီးရင်ကျွန်တော်ဒီ6 9 1 6အလဲထိန်စပီးဖြစ်ပါတယ်9 8ပြီးတော့6 9 6ဆိုတဲ့အတွက်ကြောင့်မို့ ကျွန်တော်အဲ့မှာကိုယ်အလဲထိုင်ဆိုပြီးတော့ဖြစ်ပါတယ်ခင်ဗျာကိုယ်အလဲထိုင်ပေါ့နော်โอเคဒါဆိုရင်ဒီနေ့အဆက်ကိုကျွန်တော်20ချိန်အတွက်ဆက်ပြီးလေ့လာကြအောင်ပေါ့နော်ဒီခရစ်ပတ်မှာဒီအလဲထိုင်လေးလုံးကဥကြီးသွားခဲ့တယ်ဒီထိတ်စီ၅လုံးဒီကလည်းပြပြမရှိဘူးဆိုပေမဲ့ကျွန်တော်ဒီပြီးခဲ့တဲ့ဒီ19ချိန်မှာတော့ရှစ်တောင်မြေလေး၅မှာဆိုရင်6 9 6ဆိုတဲ့အတွက်6ထိတ်စီဆိုတဲ့အတွက်အဲ့မှာပြတ်သွားခဲ့ပြီဖြစ်တယ်ပေါ့နော် ကျွန်တော်ကျွန်တော်ထိတ်စီကိုတော့နောက်ထပ်နေ့အတိတ်တွေထပ်မံတင်ပြသွားမယ်ပေါ့နော်အခုလိုလိုဆိုင်ကတော့ကျွန်တော်ပြီးခဲ့တဲ့တပတ်နေ့အဆက်ကိုပဲဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ကိုယ်အလဲထိုင်69 60ပြီဖြစ်ပါတယ်ဒါဆိုရင်20ကျိန်မှာတော့3959ဖြစ်ပါတယ်3959 6966ပြီးရင်999ဖြစ်ပါတယ်999 93ပေါ့နော်9 3 9 3 9 3 9 3 3ဆိုပြီးတော့ပါနော် โอเคပြီးရင်889 889 6ပြီးဖြစ်ပါတယ်ခင်ဗျာဖေတာဆိုရင်ဒီမှာကအာ89 90 89 90နေပေါ့နော်အဲ့မှာနေလို့ရေးထားတာဖြစ်ပါတယ်ဒါဆိုရင်သူကို9နဲ့ပေါင်းမယ်ပေါ့နော်9နဲ့မြောက်ပေးမယ်ပြီးရင်ဒီကို3နဲ့မြောက်တယ်ထိတ်စီမှာတစ်ချိန်ဒီ9မှာတစ်ချိန်ဒီ8ကို3နဲ့မြောက်ပြီးတော့9မှာတစ်ချိန်ဒီ6မှာတစ်ချိန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ဖေဒါဆွေဒီမှာတော့69လေး90နဲ့နေကိုနေပေးရထားတယ်ပေါ့နော်အဲ63ကျင်း78နဲ့9ပေါင်းလား69 9နဲ့ကျင်း30 73ကျင်း20နဲ့လေးကိုနောက်ဆုံးမှာ9နဲ့ထပ်ပေါင်းထားတာဖြစ်တယ်ခင်ဗျာအဆွေ9ညလေး3ဖြစ်ပါတယ်ခင်ဗျာ9ကျင်းပေါင်း89 9နဲ့6ပေါင်း83ပေါ့နော်3မရှိမယ်ပေါ့နော်9နဲ့ကျင်းပေါင်းက30အာ73ကျင်း20နဲ့4ပေါ့နော်4နဲ့9ပေါင်းက73အပြီးတော့ဒီနောက်မှာ6ကတစ်ကျင်းဆိုတော့ ၃နဲ့၃ပေါင်းရှင်း၆ရှောင်းနဲ့ပေါင်းတာ၁၂ရမယ်ပေါ့နော်။ဒါကြောင့်မို့နိကိုတေတုမှာဖြစ်ပါတယ်။နိကိုတေတုတာ၃နိ၃ပြီးရင်၃ကိုဒီမှာ၉နဲ့နိပေါင်းရှင်း၁၁ဆိုတဲ့အတွက်ဒီ၃ကိုနိနဲ့ပေါင်းရှင်းဒီ၅ပြီးရင်ဒီတေကို၅နဲ့ပေါင်းရှင်း၆ဆိုတဲ့အတွက်၅ကို၅ပေါင်းရှင်း၃၀နေ3 5ညအလေထိန်ရမယ်ပေါ့နော်ဒီမှာလေးပါတယ်နေ3 5ညအလေထိန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคဒါကတော့အလေထိုင်နီးအကနန်လေးလုံးနီးဖြစ်ပါတယ်ဗောနော်အဲဆက်ပြီးတော့ကျွန်တော်တို့အလေထိုင်ကနန်၃လုံးနီးကိုလည်းဆက်ပြီးတော့ကျွန်တော်တို့အတူတူထပ်ပြီးလေ့လာကြည့်မယ်ဗောနော်ခက်တာလေးကတော့ကျွန်တော်အလေထိုင်နီးအတိဗောနော်ဒီကနန်၃လုံးနီးဖြစ်ပါတယ်အေး၈၈၈၉၄ကနေစမယ်ပေါ့နော်ဒီ၈ခုနှစ်ကြိမ်ပေါင်းတာက၁၆၉နဲ့၄ပေါင်းတာ၁၃၄နဲ့၃ပေါင်းတာက၇၃နဲ့၃နဲ့ပေါင်းတာ ဒီတစ်ကို9နဲ့မြောက်ထားတာပေါ့နော်တင်9ချိန်9ဆိုတာ9ပြီးထားတာဖြစ်ပါတယ်ခင်ဗျာဘယ်သာဆိုရင်ကျွန်တော်တို့အဲ့ဒီမှာ3နဲ့ခွန်ပေါင်းရှင်းကသစေဖြစ်ပါတယ်6နဲ့3ပေါင်းကို9နဲ့9ပေါင်းတာ14ရမယ်ပေါ့နော်4လေးကို2နဲ့ပေါင်းရှင်းဒီ6ဖြစ်ပါတယ်6ကို4နဲ့ပေါင်းရှင်းသစေစုံကနန်းပေါ့နော်4 6 3များအလေးထိုင်မှာ5 6 3ဖြစ်ပါတယ်ခင်ဗျာ5 6တော့ဒါကြောင့်မို့ကျွန်တော်တို့ဒီ6ကအလေဖြစ်ပါတယ် အဲ့ဒီနေ့တိုင်းပဲဘောနော်ခွန်နာချိန်ဆက်လေး၆နဲ့၃ပါနာကိုနေနဲ့ကိုပါနာ၁၁နေနဲ့ခွန်ပါနာကိုခွန်၅လီ35ကို၅ပဲယူထားတာဘောနော်အဲ့မှာ၅ဆိုရင်တော့ထပ်ပြီးတော့မရေးတော့တာဖြစ်ပါတယ်။ဒါဆိုရင်တင်းနဲ့ကိုပေါင်းရှင်းက၁၀လေးနဲ့ကိုပေါင်းနာ၁၃၃နဲ့၅ပေါင်းရှင်း၃၅နဲ့၅ပေါင်းရှင်းရှိရမယ်ဘောနော်ဆိုတော့၈ကိုနေနဲ့ပေါင်းရှင်းဒီ၁၀၃ညကို၄ပေါင်းရှင်းလေး၈တော်များလေးမှာ၈၈ခွန်ဆိုပြီးဖြစ်ပါတယ်။၈၈ခွန်ဒါကြောင့်မို့ကျွန်တော်ရှင်းအလေးဖြစ်ပါတယ်ခင်ဗျာ။ ရှေ့အလဲရှောက်ရှေ့ခွန်ပါနော်တဖန်တင်တော့ဒီ9နဲ့9ပေါင်း14ရှောင်းနဲ့ပေါင်းရင်တစ်စိတ်ဒီမှာနင်းနဲ့ဒီတုံများနဲ့ပေါင်းရှင်းနေပါနော်၃၅တုံများလीတုံများလीနော်အဲဆိုတော့တုံများရေးထားတာဖြစ်ပါတယ်ဆိုတော့တုံများနဲ့နင်းပေါင်းရှင်းနေရမယ်နင်းကိုနင်းနဲ့ပေါင်းရှင်းဒီလေလေးကို၄ပေါင်းရှင်းရှစ်ဒီမှာ၄နဲ့ပေါင်းတာပေါ့နော်နင်း၄ရှစ်အလဲထိုင်မှာနင်းနဲ့ခွန်ဆွေးဖြစ်ပါတယ်ခင်ဗျာ နည်းနည်းခွန်ဒါကြောင့်မို့ကျွန်တော်တို့ဒီနှစ်အလဲဖြစ်ပါတယ်โอเคနောက်ထပ်အဲ့ဒီနှစ်အတိုင်းပဲဖြစ်မယ်ပေါ့နော်၄နဲ့6ပေါင်းရှင်းတဲ့၁၉နဲ့ကြိုင်၁၈ရှင်းတဲ့၃ပေါင်းရှင်းဆိုတော့၈တုံများ၄ဆိုပြီးတော့အပေါ်ကလူမျိုးပဲရအောင်မယ်ပေါ့နော်ဒီ၈တုံများ၄မှာ၃ရှင်းရှင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာနည်းနည်းခွန်ပြီးတော့၃ရှင်းရှင်းဆိုတော့ကျွန်တော်၈ဒီအလဲဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ပေါ့နော်နောက်ထပ်ကြိမ်ကဒီ၄နဲ့6ပေါင်းရှင်းတဲ့၁၈နဲ့9ပေါင်း55 ဒီ9နှစ်ပေါင်းရင်3ညဆိုတော့3ညကိုနှစ်ပေါင်းတာနှစ်နှစ်နဲ့၄ပေါင်းရှင်း6 3ည6အလေးထင်ရတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာက388ပြီးတော့3ည9ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာ3ညအလေးဖြစ်ပါတယ်ခင်ဗျာတခါကျွန်တော်ဒီ3ည9ကနေပေါ့နော်ဒီ၄နဲ့၉ပေါင်းတာ73 3နဲ့ခွန်ပေါင်းရင်10 4နဲ့၅ပေါင်းရှင်းဒီ၉ဒါကြောင့်မို့၉ကိုနှစ်ပေါင်းတာဆိုရင်73 1ကို၄ပေါင်းရှင်း ကိုတင်ကမာကနန်အလဲထိုင်ပါ39နှစ်ဆိုပြီးဖြစ်ပါတယ်33ညာကုပြီးတော့39နှစ်ဒါကြောင့်မို့ဒီမှာ9အလဲဖြစ်ပါတယ်နောက်ထပ်39နှစ်ကနေဒီတော်တို့ခွန်နဲ့ခွန်ပေါင်းတာ74လေးနဲ့လေးပေါင်းတာ8ရှင်းနဲ့9ပေါင်း73ရမှာပေါ့နော်အဲဆိုရင်3ကိုနှစ်ပေါင်းရှင်းဒီ9 9ကို၄ပေါင်းရှင်း9 39ကိုအလဲထိုင်မှာ39နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ39နှစ်ဒါကြောင့်မို့ဒီမှာအဲ9ကအလဲပေါ့နော် ။တပန်းကျွန်တော်ဒီ3ခုနှစ်ကနေဆက်ပြီးကြည့်အောင်ဒီမှာတည့်ရက်ရှိရက်9 9 5ပေါင်းရှင်းဒီ14ဆိုတော့ကျွန်တော်463ညအလေးထင်ရမယ်ပေါ့နော်463ညအလေးထင်မှာ246ဆိုပြီးဖြစ်ပါတယ်246ဒါကြောင့်မို့ဒီမှာလေးအလေးဖြစ်ပါတယ်ခင်ဗျာတပန်းကျွန်တော်ဒီ9နဲ့9ပေါင်းရှင်းအော် sorry ဒီမှာ6 9 40ပေါ့နော်ဒီ9နဲ့9ပေါင်းတာ14 4နဲ့10ပေါင်း12ရမှာဖြစ်ပါတယ် ဒါကြောင့်မို့နေ့လေးရှင်အလေးထိုင်ဖြစ်ပါရခင်ဗျာနေ့လေးရှင်အလေးထိုင်မှာ၃နေ့လေး၃နေ့လေးဒါကြောင့်မို့ကျွန်တော်ဒီမှာနေ့ဒီအလေးဖြစ်ပါရခင်ဗျာတခါ၃နေ့လေးအနေဆက်ကြည့်အောင်ပါနော်၃နေ့လေးမှာဒီလေးနဲ့၆နဲ့ပေါင်းတာသက်စေဒီ၄၅20ပေါ့နော်၅နဲ့10ပေါင်းတာ73ရတဲ့အတွက်3 9 9အလေးထိုင်ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ8 9နဲ့ဆက်ပြီးဖြစ်ပါတယ်ခင်ဗျာ ရှင်းငါနစ်ဒါကြောင့်မို့ဒီမှာငါအလေးဖြစ်ပါတယ်ပေါ့နော်အပန်းဒီရှင်းငါနစ်ကနေဆက်ကြည့်အောင်လားခင်ဗျာတဲ့ငါလီငါပေါ့နော်ဆိုတော့ဒီတော့ဒီ6ရဲ6ရဲပေါင်းတာဆနစ်နည်းနည်းနဲ့ပေါင်းတာလေးလေးနဲ့ခုံပေါင်းတာ7တစ်တစ်နဲ့ဒီငါပေါင်း600မှာဖြစ်ပါတယ်အဲကြမောင်းရှောက်ကိုနေပေါင်းတာရှေရှေလေးပေါင်းတာဆက်နှစ်ရှောက်ရှင်းနဲ့စုံကနားအလေထိ၃လုံးပါရှေရှောက်၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာရှေရှောက်၅ ။ဒါကြောင့်မို့ကျွန်တော်ဒီမှာ6အလေးဖြစ်ပါတယ်။နောက်ထပ်6 9 10ဒီ3နဲ့3များနဲ့ပေါင်းရှင်းဒီ3ဆိုတဲ့အတွက်3 9 9မှာကနန်းအလေးထိုင်3လုံးရတယ်ပေါ့နော်။356 6ဆိုပြီးဖြစ်ပါတယ်665ပြီးတော့356ဒါကြောင့်မို့ဒီမှာ9ကအလေဖြစ်ပါတယ်ဖဲဆက်ကြည့်အောင်ပေါ့နော်9နဲ့ချိန်ပေါင်းရှင်းတဲ့30 9နဲ့6ပေါင်းတာ7 3နဲ့3ပေါင်းတာ4 3နဲ့2ပေါင်းတာက3 2 9လေး30ပေါ့နော် ဆိုတော့ဒီလေးနဲ့တစ်ပေါင်းက9နဲ့3ပေါင်းရှင်းဒီရှေ့ရမှာဖြစ်ပါတယ်။အားလုံးမို့ရှိကုန်နေပေါင်း10 3ညကို4ပေါင်းတာတဲ့8တုံညလေးအလဲထဲမှာရှောက်လေးရှောက်စုပြီးဖြစ်ပါတယ်ခင်ဗျာ။ရှောက်လေး6ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာလေးအလဲရှောက်လေးရှောက်စုပြီးဖြစ်ပါတယ်။တပန်းဒီရှောက်လေး6ကနေဆက်ကြည့်အောင်ပါနော်။ဒီတုံညနဲ့ကြံတုံညအလေးနဲ့ရှောက်ပေါင်းတာလေးတုံညငါရှင်းနေလေးပေါင်းတာက7နှစ်ကိုနှစ်ပေးရတယ်တင်းနေနှစ်ပေါင်းတာ 1940ပေါ့နော်။အဲဆိုရင်ဒီမှာနှစ်နဲ့သုံးနဲ့ပေါင်းအောင်မှာဖြစ်တဲ့အတွက်ပေါင်းရှင်း9ငါးခုနှစ်ပေါင်းခွန်ခွန်နဲ့လေးပေါင်းတာဆက်တဲ့ငါးခွန်တင်မှာ9ခွန်8ဆိုပြီးဖြစ်ပါတယ်9ခွန်8ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာခုနှစ်အလေဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်9ခွန်8ကနေဆက်ကြည့်အောင်ပါနော်ရှင်းတဲ့ကြိမ်ပေါင်းတာ16ခွန်8က15ခွန်လေးပေါင်းတာ73နဲ့နှစ်ပေါင်းရှင်းဒီ9တော့9တုံးများလေးက3ညာဆိုတဲ့အတွက် ကျွန်တော်99ပေါင်းရှင်10 6နဲ့10ပေါင်းရှင်ခွန်ရမှာဖြစ်ပါတယ်ဗောနော်ခွန်ကို2ပေါင်းတာ99နဲ့4ပေါင်းတာ73 93 93မဂနနေထိုင်မှာ696ဆိုပြီးဖြစ်ပါတယ်696ဒါကြောင့်မို့ဒီမှာ9အနေဗောနော် Okay အဲ့ဒီနေ့အတိုင်းပဲဆက်ပြီးတော့ Okay သွားခင်မယ်ဆိုရင်ကျွန်တော်20ချိန်မှာအလဲထိုင်3လုံးဒီ၃ည၂ချိန်၃ည၉နဲ့၆ပေါင်းတာက၅၅ပေါင်းတာက၆၃နဲ့၁ပေါင်းတာက၄ ကုန်းငါးလီ40နဲ့ငါးပါနော်။ဒါဆိုရင်ကျွန်တော်ဒီမှာ6နဲ့4ပေါင်းရှင်း30 9နဲ့5ပေါင်းရှင်း30ရမယ်ပါနော်။ဒါဆိုရင်3ညကို2ပေါင်းရှင်း2 2ကို4ပေါင်းရှင်း6 3ညနှစ်6အလေထိန်3လုံးရမှာဖြစ်ပါလေ။စုံကဏ္ဍပါနော်။ဆိုတော့ကျွန်တော်ဒီနေ့ဒီဒီမှာအဲ963 68ခုကနေတောက်6အလေထိန်3လုံးဒီနေ့တိုင်ပေးပါနော်။ဆက်ပြီးတော့ okay မလားကတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်။၃ည6အလေထင်းဆွေးပြရတယ်။ ဒါဆိုရင်ခုနကနိနဲ့ဆက်ကြည့်အောင်ပါနော်ခုနကအလဲထိန်ကပါနော်ဒါအလဲထိန်လေးလုံးကဒီတုံများလေးတင်ရှင်းလျှောက်ခွားနေစားတယ်ပါနော်တောင်းလျှောက်အိုဂီနီဆေးပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာဒီလေးလုံးကကြာတော့ကျွန်တော်နေ့3 5တုံများရတယ်ပါနော်နေ့3 5တုံများနေ့3 5တုံညာဆိုတော့နေ့နဲ့တုံညာနဲ့အလဲထိန်ပို့ပြီးအတာသောင်းလာပါတော့တုံညာရဲ့နေ့ရဲ့ဒီမှာလေနေ့ရဲ့တုံညာရဲ့ဆိုပြီးဖြစ်ပါတယ် ဒီနှစ်တုံညာဒီကျွန်တော်ကြီးလဲရှိတယ်ပေါ့နော်နှစ်တုံညာကြီးရှိတာဖြစ်ပါတယ်ခဲဒီဟာပေါ့နော်ကျွန်တော်ရှေ့တုံညာကြီးမှာ3ရှင်းရှင်း3တုံညာကို3နှစ်3ခုနှစ်နင်းတဲ့6တုံနှစ်နဲ့ရှင်း9နှစ်6ဆောင်9 3 6 6 4 6 9ခွန်8 6 9 6 6 9 6မှာ6ဒီအပိတ်ပေါ့နော်အထိတ်စီနဲ့အပိတ်ဒီတစ်ပတ်မှာဒီ9တင်မဟုတ်ဘူးပေါ့နော် အဲတောင်ညာနေဆိုတော့ခုနကဒီမှာလေတောင်ညာနေကအလဲထင်ရှိနေတယ်ပေါ့နော်ပုံရှိနေတယ်တောင်ညာနေကီးလည်းရှိတဲ့အတွက်ကျွန်တော်တောင်ညာနေအလဲထင်ပို့ပြီးအာတာတော့မှဖြစ်တယ်ခင်ဗျာโอเคဒါကကျွန်တော်တင်ချာနေအရာပေါ့နော်ကျွန်တော်မရှင်များလေ့လာလို့ရအောင်ကြည့်ရပြီးတော့ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ